်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်မင်းပြမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်225ယောက်ကိုမေလ16ရက်နေ့ကဒုတိယကြိမ်လွှတ်ပေးခဲ့တယ်လို့အာရခတပ်တော်နဲ့နှိဇက်သူတွေစီကသိရပါဗျ။စစ်တုံးပန်းမိသားစုဝင်225ယောက်မှာကလေးငယ်အယောက်130နဲ့အမျိုးသမီး65ယောက်ပါဝင်တယ်လို့ဆိုပါဗျ။ ကလင်းငယ်တွေအမျိုးသမီးတွေနဲ့တကြီးရွယ်တွေကိုသူတို့ရဲ့မိသားစုဝင်တွေရဲ့လက်ထဲကိုအခမ်းအနားနဲ့လွှဲလိုက်တာဖြစ်ပြီးအခုလွတ်ပေးလိုက်တဲ့လူအများစုဟာစစ်ကောင်စီကင်းစင်လွတ်မြောက်နေပြီတွေနဲ့လုံခြုံမှုရှိတဲ့နေရာတွေကလူတွေကိုဦးစားပေးလွတ်ပေးတာလို့အရခတက်တော်နဲ့နှိစက်သူတယောက်ကပြောပါရယ်။ပြီးခဲ့တဲ့ဧပြီလ13ရက်နေ့ကလည်းမင်းပြမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးပန်းမိသားစုဝင်အယောက်180ကိုအရခတက်တော်ကပထမအကြိမ်ပြန်လည်လွတ်ပေးခဲ့တယ်လို့လည်းသိရပါရယ်ရှင်။ အေရီတိုင်းဟင်္ဒရခရိုင်လေးမျက်နှာမြို့နယ်ကကြေးရွာတချို့မှာစားတောက်ကုံဝယ်ယူဖို့စစ်ကောင်စီခန့်ကြေးရွာအုပ်ချုပ်ရေးမှူးတွေစီထောက်ခံစာပြုလုပ်တာမှာတစောင်းကိုကျပ်8000ပေးနေရတယ်လို့ဒေသခံတွေစီကသိရပါဗယ်။လေးမျက်နှာမြို့နယ်ကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့စိန်ထောင်နဲ့လှဲထောက်ကွင်းကြေးရွာတွေအပါအဝင်ကြေးရွာရှိရွာကျော်ဟာစားတောက်ကုံဝယ်ယူဖို့ထောက်ခံစာပြုလုပ်နေရတယ်လို့ဆိုပါဗယ်။ အုပ်ကြီးတွေစီမှာစားတောက်ကုံဝယ်ယူဖို့ထောက်ခံစာပြုလုပ်နေရပြီးထောက်ခံစာမပရင်ရွာကနေထွက်ခွင့်မပေးကြအောင်စားတောက်ကုံဝယ်ယူဖို့ထောက်ခံစာပြုလုပ်တာမှာတစ်ကြိမ်လုံးရင်7000ပေးရကြအောင်ငွေမပေးရင်ထောက်ခံစာမလုပ်ပေးကြအောင်လေးမျက်နှာမျိုးနဲ့ဒေသခံတယောက်ကပြောခဲ့ပါတယ်လေးမျက်နှာမြို့နယ်အနောက်ဘက်ခြမ်းကလော်ကထာအောက်စုလယ်ဦးစုလှဲတော့ကွင်ရေတိုးချောင်းကြီးရွာတွေမှာစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ဆစ်ဆေးနေတာကြောင့်အခြေခံစားတောက်ကုံဝဲယူရမှာခက်ခဲနေရလို့လည်းသိရပါဗျရှင်။ UWSA ဝါတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ဟိုပန်မြို့မှာစီးပွားရေးမကောင်းတာကြောင့်တရုတ်နိုင်ငံသားလုပ်ငန်းရှင်တို့ပြောင်းရွှေ့သွားကြတယ်လို့ဒေသခံတွေကပြောပါတယ်။ခွန်စော်ဦးပေးပို့ထားပါတယ်ရှင်။မြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းဟိုပန်မြို့ကို UWSA ဝါတပ်ဖွဲ့က2024ဇန်နဝါရီမှာထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားမရှိတော့တဲ့ဟိုပန်မြို့ကို တရုတ်နိုင်ငံသားတွေရောက်လာပြီးစီးပွားရေးလုပ်ငန်းတွေလုပ်ကင်နေကြပေမဲ့အခွန်အခများပြီးထင်လောက်စီးပွားမဖြစ်တာကြောင့်လက်ရှိမှာအခြားမျိုးတွေဘက်ကို ပြောင်းရွှေ့သွားကြတဲ့လူတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဟောလူကြီးပိုင်းနေနဲ့ရှယ်ယာထည့်ထားပြီးပေါင်းပြီးလုပ်နေတဲ့ပြည်ကြီးတရုတ်တွေတော့ရှိတယ်။အချို့ကဟိုတယ်လုပ်ငန်းတို့အဲစားတောက်ဆိုင်ကြီးကြီးမားမားဖွင့်ထားတဲ့ပြည်ကြီးတရုတ်တွေနဲ့အဲကျန်တဲ့အဆောက်အဦပိုင်းမှာရင်းနှီးမြှုပ်နှံတဲ့ပြည်ကြီးတရုတ်တွေတော့ကျန်သေးတယ်။ဒါပေမဲ့အရင်လိုတော့မများတော့ဘူးလူလက်တန်းစားပြည်ကြီးတရုတ်တွေလည်းမရှိတော့ဘူးသူကဆိုင်ကန်းခမပေးနိုင်တော့ဆိုင်တွေပိတ်ပြီးအခက်ပြီးပြန်ပြေးကုန်ပြီ။ကိုယ်ပိုင်မှာလည်းတည်ရမှာအယောင်းဝယ်လည်းမကောင်းဘူးဆိုတော့ ချင်းရှော်ကနေထွက်သွားပြီးလမ်းကြောတလျှောက်မှာတိတ်နေတော့ကိုခိုင်တို့ဘက်မှာတက်ပြီးရင်းနှီးမြုပ်နှံတဲ့သဘောရှိတယ်အားကြောင့်မလို့တိတ်နေမှာဆိုရင်ငါးတောင်းတန်ရနဲ့ဆိုင်ကန်တခန်းကိုပမာငွေ၃တိန်ပေးပြီးငားနေဆွဲလိုမျိုးတွေဖြစ်ကုန်၂၀၂၃အောက်တိုဘာမှာစတင်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ရဲ့၁၀၂၉စစ်စီရေးတွင် USA ဝတ်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ဟူပန်မျိုးနဲ့ MNDA ကိုကန့်တပ်ထိန်းချုပ်ထားတဲ့လောက်ကိုင်းမျိုးဟာနယ်မြေချင်းထိစပ်နေတာပါမြန်မာတရုတ်နဲ့နိုင်ငံနယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလင်ကမ်းလုပ်ငန်းကြားဖြန့်လေးကိုတရုတ်အစိုးရက2023ခုနှစ်မှာစတင်နှိမ့်နင်းတဲ့နောက်ပိုင်းလောက်ကိုင်းမြို့မှာတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေအရင်လိုလာရောက်ပြီးအလုပ်လုပ်ကင်တာနေပါသွားတယ်လို့လည်းနေမြေကန်တွေကဆိုပါတယ်အများသောအဖြစ်ရဒီလောက်ကင်မှာကြားဖြန့်လုပ်ငန်းမဲ့လောက်ကြအများများတာဆိုတော့လေလက်ရှိဒီမှာဖွဲ့စည်းရလဲဒီကြားဖြန့်လုပ်ငန်းကိုလောလောဆယ်အားပေးတာမျိုးမရှိဘူးဆိုတဲ့အခါကျတော့တရုတ်တွေကစီးပွားရေးနာလောက်ကြတာလည်းမရှိသေးဘူး တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် MNDA ကိုကန့်တက်ဟာလာရှုံမျိုးပေါ်ရက်ွက်၁၂ခုကိုစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးဖို့တဘောတူခဲ့ပြီးနောက်ပိုင်းကိုကန့်တက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာရပ်ဆိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့နေမီတွေကဒေတာကန်စစ်ပေးရှောင်တွေဟာနေရက်ပြန်လာနေထိုင်ကြတာရှိတယ်လို့တရုတ်နိုင်ငံသားတွေဟာလည်းရှမ်းမြောက်ကမြို့တချို့မှာစီးပွားရေးလုပ်ငန်းတွေလာရောက်လုပ်ကင်လာကြတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါစကိုင်းတိုင်းဒဇယ်မျိုးအခြေဆိုင်စစ်ကောင်စီတပ်ရဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်၂ယောက်ဟာမေလ၁၂ရက်နေ့ကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့အမတ်တစ်စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်ဘျူဟာ၅၂ပေါ်ဦးစစ်ကြောင်းစီကသိရပါဗျာ။ ဒဇယ်မျိုးအခြေဆိုင်ခေါမရ361တရင်ကပြီးသူစစ်တပ်ဖွဲ့ဝင်၂ယောက်ဟာ MA2 တနက်တလက် MA3 တနက်တလက်လက်ပစ်ပုံးတလုံးကြည်ပေါင်းကြည်စံတွေနဲ့အတူအလင်းဝင်လာခဲ့တာဖြစ်ပြီးငွေကျပ်သိန်း90စီစုချီးမြှင့်ပေးခဲ့တယ်လို့သိရပါဗျ။ သူတို့တက်တွင်ထဲမှာကြီးနိုင်ငင်းညင်းနှိမ့်ဆက်တာတွေနဲ့မတရားလုကင်တာတွေကိုမခံနိုင်တော့လို့အမြင်မှန်ရပြီးပြည်သူဘက်ကိုရက်တီကူးပြောင်းလာခဲ့ကြောင်းလက်နက်မဲ့အလင်းဝင်လာကြတဲ့ရဲတပ်ဖွဲ့ဝင်၂ယောက်နဲ့ဆိုရင်စုစုပေါင်း၄ယောက်ရှိပြီဖြစ်ကြောင်းအခုတော့သူတို့အားလုံးလွမြောက်နေရာကိုရောက်သွားပြီဖြစ်ကြောင်းဗျူဟာ50နဲ့ပုံစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိတဲ့မန်နင်းစီက TV ကိုပြောခဲ့ပါရရှင် 2025-2026ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းတွေကိုလာမယ့်မေလ22ရက်နေ့ကနေစတင်ကျောင်းအပ်နိုင်မှာဖြစ်တယ်လို့စက်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အခြေခံပညာကျောင်းတွေမှာလာမယ့်22ရက်နေ့ကနေစတင်ကကျောင်းအပ်နှံနိုင်ပြီးဘယ်အခကျင်းငွေကိုမှ လုံးဝမကောက်ခံဘူးလို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အခြေခံပညာကျောင်းတွေကိုမေလ22ရက်နေ့ကနေဂျွန်လ10ရက်နေ့အထိကျောင်းအပ်နိုင်ရည်သတင်းပတ်အဖြစ်သတ်မှတ်ပြီးအခကျင်းငွေကောက်ခံမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်အတွင်းပါဝင်ပါတယ်ကျောင်းအနှံတဲ့အခါကျောင်းလာကမိဘဆရာအသင်းကြီးအားကစားကြီးစာရေးကိရိယာကြီးနဲ့စာကြည့်တိုက်ကြီးအပါအဝင် ဘဲခကျင်းငွေကိုမှကောက်ခံမှာမဟုတ်တလို့သူငယ်တန်း KG ကနေဒွါဒတမရန် Grade 12သင်ရိုးသစ်တက်ရောက်မဲ့ចောင်းသားចောင်းသူတွေကိုចောင်းသုံးဖက်စာအုပ်ဗလာစာအုပ်ចောင်းဝတ်စုံနဲ့စာရေးကိရိယာတွေကိုအခမဲ့ထောက်ပံ့ပေးသွားမယ်လို့လဲဆိုပါတယ်ရှင်ယူကရိန်းအရှိမြောက်ပိုင်းမှာခရီးသည်တင်ဘတ်စ်ကားတစ်စီးကိုရုရှားဒရုန်းတိုက်ခိုက်မှုကြောင့်လူကိုယ်သေဆုံးခဲ့လို့ဒေသခံတာဝန်ရှိသူတွေကပြောပါရယ်။ ဆူမီဒေတာစစ်ဘက်အုပ်ချုပ်ရေးရဲ့ပြောပြချက်အရစနေနေ့မနက်မှာဘီလိုပီလီယာမျိုးကလူ၄ဦးလဲဒဏ်ရာရှိခဲ့တယ်လို့ဆိုပါရယ်ဒီသတင်းဟာ2022ခုနှစ်နောက်ပိုင်းရုရှားနဲ့ယူကရိန်းတို့ပထမဆုံးအကြိမ်ညှိချမ်းရေးအတွက်ဆွေးနွေးမှုပြုလုပ်ပြီးနိုင်ပိုင်းအကြာမှာထွက်ပေါ်လာတာပါဆူမီစစ်တပ်အုပ်ချုပ်ရေးကဂျီလိုပီလီယာအနီးမှာပုံမှန်ပြေးဆွဲနေတဲ့ဘတ်စကားကိုရုရှား drone ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် လူကုန်းသေဆုံးခဲ့ပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ Telegram မှာလည်းဖော်ပြထားပါဗျ။ရုရှားနိုင်ငံရဲ့တိုက်ခိုက်မှုဟာလူမဆန်ကြောင်းလဲဆူမီဒေတာအကြီးအကဲကဗီဒီယိုမက်ဆေ့ချ်ကနေတဆင့်ပြောကြားခဲ့ပါဗျ။ဒီသတင်းနဲ့ပတ်သက်ပြီးရုရှားစစ်တပ်ကမှတ်ချက်ပေးတာမျိုးတော့မရှိသေးပါဘူး။တောက်ကြနေ Istanbul ဆွေးနွေးပွဲမှာ Ukraine နဲ့ရုရှားကိုယ်စားလှယ်တို့ဟာစစ်ပွဲအဆုံးသတ်ရေးအတွက်ဆုံးဖြတ်ချက်မချရသေးပေမဲ့စစ်တုံးမှန်လဲလှယ်ဖို့သဘောတူညီခဲ့ကြပါဗျ။နှစ်နိုင်ငံစလုံးကစစ်တုံးမှန်တထောင်ကိုလာမယ့်ရက်တွေအတွင်းအပြန်အလှန်လဲလှယ်မှာဖြစ်တယ်လို့ ည်းသိရပါတယ်ရှင်ဂျပန်နိုင်ငံအလဲပိုင်း IT စီရင်စုမှရှိတဲ့ရေကန်တစ်ခုတည်းကိုလေ့ကျင့်ရေးစစ်လေရင်ဒဇင်းပြတ်ကျသွားပြီးတဲ့နောက်ပျောက်ဆုံးနေတဲ့ကိုပိုင်ကာကွယ်တပ်ဖွဲ့ SDF ကတပ်ဖွဲ့ဝင်2ဦးကိုမေလ15ရက်နေ့မှာဆက်လက်ရှာဖွေနေခဲ့ပါဗျာ။ မေလ14ရက်နေ့မှာကိုပိုင်ကာကွယ်တပ်ဖွဲ့လေးတပ်က T4 လေ့ကျင့်ရေးလေရင်ပြတ်ကျသွားပြီးအမှုထမ်းနှစ်ဦးပျောက်ဆုံးနေရကိုသိရှိထားပါတယ်။ကိုပိုင်ကာကွယ်တပ်ဖွဲ့ SDF ဟာရဲတပ်ဖွဲ့နဲ့မိသက်တပ်ဖွဲ့တို့နဲ့အတူလေရင်ပြတ်ကျရာနေရာတောင်အိုင်မှာရှာဖွေရေးတွေကိုလုံဆောင်နေရလို့ဂျပန်ကက်ဘိနက်အတွင်းရေးမှူးယိုရှိမာဆာဟာယာရှိကပြောပါရယ် လေယာဉ်မှုတမ်းတွေကိုကယ်ဆယ်ပြီးတော့လေယာဉ်ကိုရှာဖွေဖို့အစွမ်းကုန်ကြိုးစားသွားမှာပါလို့လည်းပြောဆိုလိုက်ပါတယ်။လေယာဉ်ပြတ်ကျတဲ့အနီးတစ်ဝိုက်ကအခြေအနေနဲ့ပြတ်ကျရတဲ့အကြောင်းရင်းကိုမသိရသေးတဲ့အတွက်ကာကွယ်ဝင်ကြီးဌာနကဆက်လက်စုံစမ်းသွားမှာဖြစ်တယ်လို့လည်းပြောသွားပါတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုတ်ခတ်တာပါကျေးဇူးတင်ပါတယ်ရှင်